ကဘာဘောကစစ်ပွဲတွေဒါရက်တန်သွားမယ်မရက်တန်တဲ့ပွဲတပွဲရှိပါတယ်အဲဒါကမက်ဆီနဲ့ရော်နယ်ဒိုဘယ်သူပိုကောင်းလဲမက်ဆီရောရော်နယ်ဒိုဆိုတဲ့မေးခွန်းတွေပဲဖြစ်ပါတယ်ယနေ့ဗီဒီယိုလေးမှာတော့နှစ်ဦးနှစ်ဖက်သာသီနာသီမရှိပဲဘယ်သူပိုကောင်းလဲဆိုတာရထားတဲ့စုတစိတ်တွေနဲ့မတတ်မှတ်ဖဲတခြားရာလေးတွေနဲ့ပဲကျွန်တော်တုံ့တက်ပြောပြပေးမှာပဲဖြစ်ပါတယ်ဒီမေးခွန်းကကျွန်တော်တို့နိုင်ငံတကာမှာကပဲကဘာတလွားမှာအမေးခံရဆုံးမေးခွန်းတစ်ခုပဲဖြစ်ပါတယ်ခြားပလေးယာတွေကိုမေးလိုက်ရင်ဖြေရခတ်သွားစေမယ့်မေးခွန်းမျိုးပဲဖြစ်ပါတယ်လူကြီးမင်းကမက်ဆီဖန်ပဲဖြစ်ဖြစ်ရော်နယ်ဒိုဖန်ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့တုံ့တက်ချက်နဲ့ထပ်တူကြမကြဆိုတာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ တောင်းဆိုကြမှာတယ်ပထမဆုံး dash အနေနဲ့ Messi or Ronaldo ဆိုတဲ့မိကွန်းရဲ့အဖြေကို player နဲ့နီးပြားရဲ့ review ဗုဒ္ဓင်တွေကိုကြည့်ကြရအောင်ပါနီးပြားတော်များများနဲ့ကန်ဝင် player တော်တော်များများရဲ့ဗုဒ္ဓင်က Messi လို့ဖြေတာအများဆုံးပဲဖြစ်ပါတယ် Bellingham, Lamine တွေမဲ့ Jackson Wright, Mbappe, Foden စတဲ့လူငယ်ကစားသမားတွေရဲ့ဗုဒ္ဓင်ကလည်း Messi လို့ပဲ�ဖြေချထားတာတွေတွေ့ရပါတယ်ဘောလုံးသမားတယောက်ရဲ့ရည်ချင်းကို Queen ထဲကလူတွေကပဲအတိအဆုံးမှုဒီအချက်ကိုထည့်သွင်းထားခြင်းဖြစ်ပါတယ်ပထမ dash တစ်ခုအနေနဲ့ Messi တာတယ်လို့ပြောလို့ရပါတယ်ဒီအချက်တွေကနာမည်ကြီး player တွေရဲ့အကောင့်နှုတ်ချက်တာဖြစ်ပါတယ်ဒုတိယ dash တစ်ခုအနေနဲ့ Messi နဲ့ ရိုနယ်ဒိုရဲ့စိတ်သက်ခံယူချက်ပြင်းပြမှုတွေကိုတက်ရှိလုပ်ကြည့်ပါမယ်ကျွန်တော်ရှာထားသမျှ data ရတော့ရိုနယ်ဒိုဟာအရန်ကိုစိတ်သက်ပြင်းပြတဲ့ player တစ်ယောက်ပဲဖြစ်ပါတယ်အနိုင်နဲ့အရှုံးနှစ်ခုတည်းကနေအရှုံးကိုရင်ဆိုင်နေရရင်ရိုနယ်ဒိုရဲ့မျက်နှာအနိထားကအနေငယ်ဟန်ပြက်နေတာမျိုးတွေကိုတွေ့ရပါတယ်ဒါတွေကလည်းသူ့ရဲ့ဂိုးဆာလာမှုတွေကြောင့်လည်းဖြစ်နိုင်ပါတယ်ပြိတကရိုနယ်ဒိုကစားနေတဲ့ပွဲမှာမက်ဆီလိုအော်ရင်ကိုရိုနယ်ဒိုဟန်ပြက်နေတာတွေကိုတွေ့ရပါတယ်ပြိတကိုလည်းမခံနိုင်သိဖြစ်အောင်ပြန်လည်တုံ့ပြန်မှုတွေလည်းရှိပါတယ်ပြိတကလည်းမကြိုက်မှန်းသိလို့သူ့ကိုစနေတာပါ ဂျပန်တွေရတော့ဘီနီနဲ့ရော်နယ်ဒိုဟာကွင်းထဲမှာပိတ်တက်တရဲ့စနောက်ချင်းကိုအများဆုံးခံခဲ့ရတဲ့ပလေယာတွေပဲဖြစ်ပါတယ်။ရော်နယ်ဒိုဟာတခြားအသင်းတွေပေါ်မှာ respect ရှိတဲ့ပလေယာတစ်ယောက်ပဲဖြစ်ပါတယ်။ပီပီရာမိုတို့လို MMA ကစားသမားတွေကတော့မက်ဆီဆိုရာနဲ့ကိုတီးတန့်ချိုးချင်ခဲ့တဲ့အဖွဲပါ။ရော်နယ်ဒိုကိုချိုးမဲ့အဖွဲမရှိလောက်အောင်ကိုရှားပါတယ်။ရော်နယ်ဒိုဟာသူ့ကိုလုံကြီးတင်လာတရင်ဝစ်ဆန်ပြန်ခတ်ဖို့ဝင်မလေးတဲ့ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ဒါဟာအခက်အဆိုက်တက်မပြေဝတာမျိုးမဟုတ်ပဲနောက်မလို့ရအောင်အပြုသဘောဆောင်ခြင်းလို့ပဲမြင်မိပါတယ်။ကျွန်တော်တို့လည်းကိုကိုချိုးတဲ့ကောင်ဆို ပြန်ချိုးလိုက်ရမှာစိတ်ကျဉ်တဲ့အဖွဲကပါအမြဲတမ်းကိုးစားလာမှုရှိနေတဲ့ပလေးယားတအုပ်လို့လည်းမြင်မိပါတယ်ရော်နယ်ဒိုဟာပိသက်နဲ့ပပလစ်တုံ့ပြန်မှုတွေမှာခါတိတာများတယ်လို့ထင်မိပါတယ်ဒါကလည်းအင်ကမိန်းမဖြစ်သူဂျော်ဂျီနာနဲ့အဆင်မပြေလာတာမျိုးတွေအပေါက်လက်မတည့်တာလားမျိုးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်ကလီးငယ်ရီယာဆာရော်နယ်ဒိုရဲ့အောင်ပွဲခံမှုကိုသဘောကျကြပါတယ်ရော်နယ်ဒိုဟာမိန်းကလေးပိသက်အများဆုံးကစားသမားတအုပ်လည်းဖြစ်ပါတယ်တာမန်အခြေခံလူသန်းစားဘဝကနေပရိုပလေးယားဘဝကိုရောက်လာတာကလူငယ်တွေရဲ့စံပြပြယုတ်တစ်ခုပဲဖြစ်ပါတယ် ကွင်းထဲမှာချင်းသေးတကောင်လုံးအမဲလိုက်တဲ့ဘိုင်းမျိုးကိုရချင်ရင်တော့ရန်နရိုးရဲ့ပွဲတွေကိုကြည့်ဖို့အကြံပြုချင်ပါတယ်။မက်ဆီကတော့ကွင်းထဲမှာဘောလုံးကိုလိုက်လို့မဟုတ်ပဲအမွှေဖို့ဖန်သီးဖို့ကိုရဖို့လောက်ပြတ်ထားသူပဲဖြစ်ပါတယ်။ဒီအချက်ဟာလည်းရန်နရိုးနဲ့ရှင်အနေငယ်တော့တားတယ်လို့ပြောလို့ရပါတယ်။ကွင်းထဲမှာအေးစေးကစားတဲ့နီလန်ကတင်ငင်ရင်ကျက်မှုတစ်ခုပါ။ဘောလုံးခြေထဲမရောက်ခင်သူပါရင်စဉ်းစားနေလဲဆိုတာမသိရပေမဲ့အဲဘောလုံးခြေထဲကိုရောက်လာရင်တော့တားစီးဖို့ခက်ခဲတဲ့ပလေးယာတအုပ်လို့မြင်မိပါတယ်။ကွင်းထဲမှာမမထထထုံပြမှုတွေကမရှိတော့အောင်နေပေမဲ့ကွင်းထဲမှာတော့ရန်နရိုးလိုတက်တက်ကြွကြွမရှိပါဘူး။ အနေပဲအေးတာလားလောကကြီးကိုစိတ်ကုန်နေတာလားဆိုတာမက်ဆီတယောက်ပဲအတီးဆုံးဖြစ်မှာပါတခါတလေမက်ဆီဟာတယောက်တည်းပြုံးနေတာမျိုးကအနှဲငယ်တော့စိတ်တစားဆန့်ပါတယ်သူမိမအကြောင်းကိုစဉ်းစားရင်ပြုံးနေတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်ဘယ်သူဘလို့ပဲတုံ့ပြန်ပြန်ကိုလန်းကိုရှောက်မယ်ဆိုတဲ့သူမျိုးပါဘေးတန်းနဲ့ထိတွေ့တုံ့ပြန်မှုမှလည်းခါတိစွာတုံ့ပြန်မှုတွေကိုတိတ်မတွေ့ရပေမဲ့မက်ဆီရဲ့တုံ့ပြန်မှုတွေကိုတော့ဘလို့နားလေရမှန်းကိုမသိတော့ပါဘူး ချီတာတကောင်လုံးပေါ့ပေါ့ပပနဲ့အမဲလိုက်တဲ့ဘိုက်ကိုကြိုက်ရင်တော့လူကြီးမင်းတို့ကမက်ဆီဖန်ပဲဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်လည်းမက်ဆီဖန်ပဲဖြစ်ပါတယ်။ Brian Choi ကမက်ဆီရဲ့ Mbappe ကိုတရားစွဲဆိုတော့ကလည်းတစုံတရာပါတုံ့ပြန်မှုမှမလုပ်ခဲ့ဘူးလို့သိရပါတယ်။ Logan Paul နဲ့ KSI တို့ကိုအဖက်မလုပ်တာလည်းဖြစ်နိုင်ပါတယ်။ယူကျူမအာနေရင်ရမဲလိုက်ရှာနေတဲ့လိုဂန်ပေါ်နဲ့ကဲဆိုင်တို့ကတော့မက်ဆီရာတစ်ခုခုတုံ့ပြန်ခဲ့မယ်ဆိုရင်ဘိုင်ဝမ်ထုံးမလာလို့အရင်မေးမဲ့ကောင်းတွေပဲဖြစ်ပါတယ်။ရိုနယ်ဒိုဆိုတာဆိုရှယ်မှာလွှမ်းမိုးမှုရှိတဲ့ပလေယာတအုပ်ပဲဖြစ်ပါတယ်။ဒီအချက်ကမက်ဆီထက်လုံးဝကိုအပြတ်သက်တာပါတယ်။ YouTuber influencer တွေကိုမစီရော Ronaldo ဆိုရင် Ronaldo လို့ဖြစ်မဲ့သူကများမယ်ဆိုတာကျွန်တော်ပြောရဲပါတယ်။အဲစပီဆိုရင်တော့ဘာမှကိုမပြောချင်တော့ပါဘူး။ American နိုင်ငံသားဖြစ်တဲ့ Master P ဟာ Major League ကိုတိတ်စိတ်ဝင်စားပုံမရပါဘူး။ Master P ဟာ Saudi ထိသွားပြီး Ronaldo နဲ့ Pocket တွေနဲ့ Game Show တွေပါဖန်တီးခဲ့ပါသေးတယ်။ ဂိမ်းရှိုးတစ်ခုမှလည်းမာစတာပီးဟာဒီကောင်ကမက်ဆီကပိုကောင်းတယ်လို့ပြောနေတယ်ဆိုပြီးပါရော်နယ်ဒိုကိုပြောခဲ့ပါသေးတယ်။ရော်နယ်ဒိုကလည်းအဲဒီစကားကိုဘယ်သူပြောတာလဲဆိုပြီးတော့ပါတုံ့ပြန်ခဲ့ပါသေးတယ်။ဒီချက်ကရော်နယ်ဒိုရဲ့စိတ်ကပြိုင်ဆိုင်မှုခုထိရှိနေတုန်းလို့ကောက်ချက်ချလို့ရပါတယ်။မက်ဆီမေဂျာလိကိုသွားတာကစားသမားဘဝပြိုင်ဆိုင်မှုမပြင်းထန်တဲ့လိကိုရွေးချယ်ခဲ့တာအသက်ရွယ်ကြောင့် EC ကစားချင်လို့ရွေးချယ်ခဲ့တယ်လို့ပဲထင်ပါတယ်။ရော်နယ်ဒိုဆိုရီလိကိုရွေးခဲ့တာလဲငွေကြေးကြောင့်မဟုတ်ပဲဂိုးတထောင်ပြည့်ချင်လို့ရွေးချယ်ခဲ့တယ်လို့ပဲကျွန်တော်မြင်ပါတယ်။တကယ်ပြည့်ခဲ့ရင်ကျွန်တော်တို့ဒီစံချိန်ကိုမပလိမ့်တင်ပါဘူး။တကယ်အားပေးရမယ့် talent တစ်ခုပဲဖြစ်ပါတယ်။ အသက်၄၀ရွယ်ထိစိတ်ချပြင်းပြနေလို့လဲ Nike ကတသက်စာစာချုပ်ချုပ်ဆိုထားတဲ့ကစားသမားတအုပ်ပဲဖြစ်ပါတယ်။သူတို့နှုတ်ဦးဟာဘောလုံးလောကရာသီနှစ်တစ်ခုရဲ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပြိုင်ဘက်တွေပဲဖြစ်ပါတယ်။အင်္ဂလန်မှာခြေစမ်းပြနေတဲ့လူငယ်တအုပ်ကို La Liga မှာခြေစမ်းပြနေတဲ့လူငယ်တအုပ်နဲ့ပွဲတည်ပေးခဲ့တဲ့ Real Madrid ကိုပဲကျေးဇူးတင်ရပါလိမ့်မယ်။သူတို့နှုတ်ဦးလည်းတယောက်ကိုတယောက်စိတ်ထဲကနေပြိုင်နေကြမယ်လို့လည်းထင်ပါတယ်။ဒီလိုအရာတွေထဲကမှကိုကြိုက်တာကိုအားပေးခဲ့ကြတာတွေပဲဖြစ်ပါတယ်။ FIFA သား Mappu, Pinedo, Social Coach စတာတွေနဲ့လူကြီးမင်းဟာကီးပုံမှာ live fight နေရင်တော့အစဲခံရပါလိမ့်မယ်။လူကြီးမင်းဟာအပြင်မှာ live fight နေရင်တော့ ပုဂ္ဂိုလ်ဆွဲကြီးတဲ့သူနဲ့တွေ့ရင်တခါတည်းပတိလိတ်လေးလာဆောင်ထားဖို့အကြံပြုချင်ပါတယ်။ဟုတ်ကဲ့အဆုံးထိကြည့်ပေးရတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။